မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်တပ်ကတူလက်အောက်ခံပူစော့တီပြည်သူစစ်ရဲကြီးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့လုံခြုံရေးအဖွဲ့တွေအတွက်လစာနဲ့ထောက်ပံ့ခြင်းမပေးနိုင်တော့တာကြောင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နေမြေကန်တပ်တွေနဲ့ညှိနှိုင်းပြီးအစဉ်ပြေတဲ့နီလန်းနဲ့တာရန်မုံငွေရှာပြီးတော့ရက်တီခိုင်းနေတယ်ဆိုပါတယ် ချက်ဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲမှာပါဝင်သူစီယုံသူနဲ့တရင်ဖြန့်ချီမှုမှာရည်ရွယ်ချက်ရှိရှိပါဝင်သူတွေကိုမှတ်တမ်းယူပြီးတော့စနစ်တကျအရေးယူဖို့အင်ဂျီဝင်းကြီးချုပ်မန်ဝင်းခိုင်တန်းကညွန်ချလိုက်တဲ့တရင်ပါဝင်နောက်ဆုံးရရှိထားတဲ့တရင်တွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုတ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့အချက်ဖတ်စစ်တပ်ကသူလောက်ခံပြူစောထိပ်ပြည်သူစစ်ရဲ့ကြေးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လုံခြုံရေးအဖွဲ့တွေအတွက်လာဆာနဲ့ထောက်ပံ့ကြီးမပေးနိုင်တော့တာကြောင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နေမြေကန်တက်တွေနဲ့ညှိနှိုင်းပြီးအစဉ်ပြေတဲ့နီလန်းနဲ့သာရမုံငွေရှာပြီးတော့ရက်တီခိုင်းနေတယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိအချက်ဖတ်စစ်တပ်ကတူလောက်ခံပြည်သူစစ်ပစ္စောတိနဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေရဲ့ရိတ်ခါနဲ့ထောက်ပံ့ကြီးကိုရန်ဖန်ရန်ခါတာ ပေးနိုင်ပြီးလာဆင်းလာဆာနဲ့ထောက်ပံ့ကြီးတွေကိုမပေးနိုင်ဘူးလို့ဆိုပါတယ် အဲ့ဒီအတွက်မြို့နယ်ရက်ကွက်ဂျေးရွာတွေမှာရှိတဲ့နေမြေကန်ပြည်သူစစ်တွေပြူစောထီးတွေနဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေရဲ့လစာနဲ့ထောက်ပံ့ကြည့်အတွက်တပ်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေကတက်နယ်မှုတွေနဲ့တိုင်ပင်ပြီးအစဉ်ပြေတဲ့နီလန်းနဲ့သားရံမုံငွေရှာရက်တီခိုင်းထားတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒါကြောင့်ပဲစစ်တပ်နဲ့သူလက်အောက်ခံပြူစောထီးတွေအုပ်ချုပ်ရေးအဖွဲ့တွေကအောက်ခြေမှာစစ်မှုဒဏ်ကြီးကောက်တာတွေပေါ်တာဆွဲဖမ်းဆီးပြီးလူအယောင်ဝယ်လုပ်နေတာတွေဟာစစ်တပ်ကသူတို့ကိုထောက်ပံ့ကြည့်မပေးနိုင်တဲ့အတွက် အဆင်ပြေအောင်ဖြစ်ရှင်းနေတဲ့နီလန်းတွေဖြစ်လာတယ်လို့လည်းနေပြည်တော်စစ်တပ်တရင်အရင်မြစ်ကပြောထားပါတယ်။လက်ရှိနေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးဗဟုအဖွဲ့နဲ့စစ်ရုံးပါလေ။အဲ့ဒီစစ်မှုထမ်းကိစ္စနဲ့ပေါ်တာဆွဲငွေညှစ်တာတွေစစ်မှုထမ်းကြီးကောက်တာတွေစစ်မှုထမ်းလူစားထုတ်အယောင်းဝယ်လုပ်တာတွေနဲ့ပတ်သက်ပြီးနေ့စဉ်တိုင်ကြားတဲ့အမှုတွေဟာယာနဲ့ချီရှိနေပြီမဲ့အဲ့ဒီပြဿနာတွေကိုစစ်ရုံးဘက်ကလည်းပြည်လဲအောင်ဖြစ်ရှင်းနိုင်မှုမရှိဘူးလို့နေပြည်တော်စစ်တပ်တရင်အရင်မြစ်ကပြောထားပါလေ။လက်ရှိစစ်တပ်ကတူလက်အောက်ခံရက်ွက်ကြီးပါအုပ်ချုပ်ရေးအဖွဲ့ကြီးအတွက် နာဇာနဲ့ထောက်ပံ့ဂျေဘရီကိုပုံမှန်မပေးနိုင်တော့ပဲ။တဆန်ရတိုင်းနဲ့ပြည်နယ်ခရိုင်မြို့နယ်ထွေအုပ်ဌာနတွေကသာဖြည့်ရှင်းဖို့တာဝန်အပြည့်ပေးထားတယ်လို့မဲအုံမြို့နယ်ထွေအုပ်တည်င်းအရေးမြစ်ကပြောထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့ရှကုံမြို့မှာအဝေးပြေးကားဝင်းကနေတက္ကစီငှားစီးခဲ့တဲ့လူငယ်တအူးဟာစစ်မှုတန်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်နဲ့နှိစက်သူတွေကရှကုံကစ်တစ်ကိုပြောပါတယ်။ဖြစ်စဉ်ကတော့စနေမလာနှစ်ရက်နေကပဲ။ ဗုဂလေးမြို့နယ်ကနေအသက်20အရွယ်မောင်စန်းတင်ဆိုသူဟာသူ့ရဲ့အတော်ဖြစ်သူနဲ့ရန်ကုန်မြို့လှိုင်းသားရတကုံးအေးရအဝေးပြေးကွင်းကိုရောက်ရှိလာတယ်ဆိုပါတယ်။အဲဒီကနေဆွေမျိုးတွေရှိရတကုံးမြို့တဲ့အရှေ့ပိုင်းမြို့နယ်122ရက်ကွက်ကိုတွားရောက်ဖို့အတွက်တက္ကစီငှားစီတဲ့အချိန်တက္ကစီသမားကနောက်ထပ်လူနှစ်ဦးရရင်ကားထွက်မယ်လို့ပြောပြီးကားပေါ်မှာစောင့်ခိုင်းတဲ့အချိန်မှာအတော်ဖြစ်သူမာကြီးအောင်ဆိုသူကအိမ်သာခဏတွားတဲ့အချိန်မှာတဲ့ကားပေါ်မှာတယောက်တည်းကြံခဲ့တဲ့ တူဖြစ်သူမောင်စန်းတင်ကိုတက္ကစီသမားကစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးသွားပြီးကားကိုအတင်းမောင်းထွက်သွားတယ်ဆိုပါတယ်။အဲ့ဒီနောက်အတော်ဖြစ်သူကကားပေါ်ပါသွားတဲ့သူ့ရဲ့တူလေးစီကိုဖုန်းဆက်တဲ့အခါမှာတော့ဖုန်းကဆက်ပိတ်ထားလိုက်သလိုသက်ဆိုင်ရာနေမီကန်လုံခြုံရေးရဲတပ်ဖွဲ့စီကိုအကြောင်းကြားတော့လေစိတ်မပူပူတာပြောပြီးဘာမှဆောင်ရွက်ပေးမှုမရှိသလိုအမှုလည်းပေးမဖွင့်ဘူးလို့ဆိုပါတယ်။အဲ့ဒီနေ့ည၈နာရီလောက်အရောက်မှာတော့ တူဖြစ်သူကရွှေပြည်သားစစ်သားစုဆောင်ရေးကိုရောက်ရှိသွားပြီးစစ်မှုထမ်းမှုဖမ်းဆီးခံလိုက်ရတဲ့အကြောင်းကိုအတော်ဖြစ်သူစီဖုံးဆက်အကြောင်းကြားလာတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်နဲ့နှိစက်သူတွေကဖြစ်စဉ်ကိုရှင်းပြထားပါတယ်။အဲဒီနောက်အတော်ဖြစ်သူဟာဆွေမျိုးတွေပါခေါ်ပြီးအဲ့ဒီရွှေပြည်သားစစ်သားစုဆောင်ရေးတပ်ကိုလိုက်လံစုံစမ်းတဲ့အခါမှာတော့စစ်တပ်ကသူတို့မသိဘူးလို့သာပြောတဲ့အတွက်ရှာလို့မရခဲ့သလိုတူဖြစ်သူရဲ့ဖုန်းကလည်းဆက်သွယ်လို့မရတော့ဘူးလို့ဖမ်းဆီးခံရတဲ့လူငယ်နဲ့နှိစက်သူတွေကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ပကိုးတိုင်းကမင်းလာမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအင်ခေါ်ပြီးထမင်းချက်ကျွေးသူတွေအပါအဝင်စစ်တပ်အတွက်အလုံလုံပေးနေသူ၄ဦးပြစ်ခတ်တိုက်ခတ်ခံရပြီ၄ဦးစလုံးသေကုန်ကြပြီလို့ဒေတာတွင်းတော်လိုင်းရင်တင်ရှင်မိကရန်ကုန်ကစ်တစ်ကိုပြောပါတယ်စတင်ပါလာ၄ရက်နေ့ကဆိုရင်မင်းလာမြို့နယ်မြမစီကွက်ကြေးရွာကအကြမ်းဖက်စစ်တပ်အတွက်အလုံလုံပေးနေသူတန်နာချိုကိုအမည်မသိတနတ်သမားတွေကဝင်ရောက်ပြစ်ခတ်ရှင်းလင်းရမှာအပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ်အလားတူစတင်ပါလာ၆ရက်နေ့မှာလည်း မင်းလာမျိုးနဲ့စင်အိုင်ချောင်းပေါက်ကြေးရွာမှာအကြပ်ဖက်စစ်တပ်စစ်ကြောင်းကိုနေအိမ်ခေါ်ပြီးထမင်းချက်ကျွေးခဲ့တယ်။ထွန်လင်းအောင်ဆိုသူတို့လင်မယားနှစ်ဦးကိုလည်းအမိမသိလူတစုကဓာတ်နဲ့ဝင်ခုတ်ရမှာလင်မယားနှစ်ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတယ်ဆိုပါတယ်။အလားတူအဲ့ဒီစက်တင်ဘာလ6ရက်နေ့မှာပဲမင်းလာမျိုးနဲ့ခွတ်မကြေးရွာကအကြပ်ဖက်စစ်တပ်အတွက်အလုတ်လုတ်ပေးနေသူပြေဖြိုးဆိုသူကိုလည်းအမိမသိတနတ်သမားတွေကနေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ရှင်းလင်းသွားရမှာသူလည်းပဲပွဲချင်းပြီးကိုတိတ်သွားပြန်တယ်လို့ ဒေတာတွင်းတွန်လိုင်းသတင်းရှင်မကပြောထားပါလိမ့်။အဲ့ဒီလိုပြစ်ခတ်တက်ခတ်ရှင်းလင်းခံရတဲ့စစ်တပ်အတွက်အလုံးလုံးပေးနေသူ၄ဦးစလုံးဟာစစ်တပ်အမာခံထောက်ခံသူတွေဖြစ်ပြီးစင်အိုင်ချောင်းပေါက်ကြေးရွာကဓာတ်နဲ့အခုတ်ခံရတဲ့လင်မယားဆိုရင်စစ်တပ်စစ်ကြောင်းကိုနေအိမ်ခေါ်ပြီးထမင်းချက်ကျွေးယုံနေမှာကသူတို့ဈေးဆိုင်မှာ စစ်သားတွေဈေးဝယ်ရင်ရောင်းပြီး PDF ဆိုရင်မရောင်းနိုင်ဘူးဆိုပြီးတော့ပါပြောတဲ့အသည့်စစ်တပ်ကိုအမာခံထောက်ခံကြတဲ့သူတွေဖြစ်တယ်လို့သူတို့လေးဦးစလုံးဟာစစ်တပ်အတွက်သတင်းပေးအလုတ်ပါလုပ်နေသူတွေဖြစ်ပြီးအခုတော့တေကုန်ကြပြီလို့ data တွင်တော်လိုင်းအသင်းအရှင်မင်းကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ အကျန်းဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲမှာပါဝင်သူစီယုံသူနဲ့တည်င်းဖြန့်ချီမှုမှာရည်ရွယ်ချက်ရှိရှိပါဝင်သူတွေကိုမှတ်တမ်းယူပြီးတော့စနစ်တကျအရေးယူဖို့ NG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကညွှန်ကြားလိုက်ပါတယ်။ဒါကိုတော့စတေမလာ၁၇ရက်နေ့ဖြစ်တဲ့မနေ့ကကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာ NG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကညွှန်ကြားလိုက်တာပါ။အဓိကကတော့လက်ရှိအကြံဖတ်စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်ကွက်တွေကိုအထူးရောက်ဆုံးတံပြန်ဖို့အပြင် သူတို့စစ်တပ်ကလုံမဲ့အတုယောင်ရွေးကောက်ပွဲပြင်ဆင်မှုတွေလူလူစီယုံဓာတ်တွေနဲ့တည်င်းဖြန့်ချီဓာတ်တွေကိုတားဆီးဖို့နဲ့အဲ့ဒီရွေးကောက်ပွဲမှာပါဝင်သူစီယုံသူတည်င်းဖြန့်ချီမှုမှာရည်ရွယ်ချက်ရှိရှိပါဝင်သူတွေကိုမှတ်တမ်းယူပြီးတော့စနစ်ကြအရေးယူဖို့ MG ဝန်ကြီးချုပ်မန်ဝင်းခန့်တန်းကညွှန်ကြားလိုက်ပါတယ်။ဒါအပြင်လက်ရှိအကြမ်းဖက်စစ်အုပ်စုရဲ့မတရားအာဏာလုယူမှုနောက်ဆက်တွဲစိုးကျိုးတွေကိုပြည်သူတွေဟာအကြီးအကျယ်ခံစားနေကြရတာတွေနဲ့အခက်အခဲပေါင်းများစွာကြုံတွေ့နေရတာတွေအတွက် ဂျာကာလာဒီသန္ဓရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုအဖွဲ့တွေကပြည်သူလူထုကိုတက်ဆွမ်းသမျှဝယ်ဆောင်မှုပေးပြီးတော့စိတ်လုံးကြုံမှုပေးနိုင်အောင်မဖြစ်မနေလှုပ်ဆောင်ကြဖို့လိုအပ်တယ်လို့လည်းအုံကြီးဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကညွှန်ကြားတော့ပါတယ်။တစ်ဖက်မှာလည်းအချက်ဖက်ဆန်နရှင်စနစ်ကိုအမြင့်ဖြတ်ပြီးပြည်သူလူထုရဲ့ဆန္ဒနဲ့ကန့်ညီတဲ့ Federal Democracy နိုင်ငံတော်အသစ်ကိုတည်ဆောက်ဖို့အတွက်မြို့သားညီအစိုးရအနေနဲ့အနာဂတ် Federal Democracy နိုင်ငံအသစ်ကိုအုံမြင့်ချနေပြီဖြစ်တာကြောင့် လက်ရှိအကြံဖက်စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်ကွက်တွေကိုပါအားလုံးတစုတစည်းနဲ့ရင်ဆိုင်ကျော်လာပြီးဒေါ်လာရေးအောင်ပွဲကိုလက်တွေ့အကောင့်ထဲပေါ်နိုင်အောင် စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ဆက်လက်ချီတက်ကြဖို့လိုအပ်တယ်လို့လည်းအငကြီးဝင်းကြီးချုပ်မန်ဝင်းခိုင်တန်းကပြောသွားပါတယ်ခင်ဗျတဖက်မှာတော့ရခိုင်ပြည်နယ်ကြောက်တော်မြို့မှာရှိတဲ့ပညာပန်းကင်းပုဂ္ဂလိကပညာရေးတင်နန်းကျောင်းကိုအကျန်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲသွားမှုကြောင့် ။ကျောင်းသားကျောင်းသူတွေအပါအဝင်ပြည်သူ78ဦးသေဆုံးထားပြီးဒဏ်ရာရတဲ့သူတွေလည်းများထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ဒါကတော့ဒီကနေ့စက်တင်ဘာလ12ရက်နေ့မနက်အစောပိုင်းမှာပဲရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကတရက်တပင်ခြေရွာမှာရှိတဲ့ပညာပန်းကင်းပုဂ္ဂလိကပညာရေးတင်တန်းကျောင်းကိုစစ်တပ်ကလေနဲ့လာပြီးပေါင်900ဘုံးပြီးကျက်ချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအကြပစစ်တပ်ကလေကျောင်းတိုက်ခိုက်မှုအတွင်ပညာရေးကျောင်းကကျောင်းသားကျောင်းသူတွေအပါအဝင်ပြည်သူ78ဦးသေဆုံးထားပြီး ။ဒဏ်ရာရတဲ့သူတွေလည်းအယောက်20ဝန်းကျင်ရှိထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အဲ့ဒီလိုဒဏ်ရာရတဲ့သူတွေတင်မှာလည်းပြင်းထန်ဒဏ်ရာရထားတဲ့သူတွေပါရှိနေတဲ့အပြင်အဆောက်အုံဂျာမာပိမိနေတဲ့သူတွေကိုလည်းဆက်ပြီးရှာဖွေနေရတယ်လို့ဒေသုံးသူအရေးအတွက်ကတိုးလာနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်။ဒါနဲ့ပတ်သက်ပြီးအရခတတော်အေးအေးရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကလည်းဒီကနေ့မနက်မှာကြောက်တော်မြို့ကပညာပန်းကြီးအထက်တန်းကျောင်းကို အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ18ဦးသေဆုံးထားတယ်လို့လည်းသတင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရခိုင်ပြည်ရေပြင်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကငါးခိုးဖမ်းတဲ့လှေတွေနဲ့ငါးဖမ်းသမားအသွင်ယူပြီးအာရခတ်တပ်တော် AA ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်2ဦးကိုအကြမ်းဖက်သမားတွေကတပ်ဖြတ်သွားမှုကြောင့် AA ကငါးခိုးဖမ်းတဲ့သူတွေကို ထိတိယယောက်ရေးယူတော့မယ်လို့တတိပိတ်ထုတ်ပြန်လိုက်ပါတယ်။ဒါကတော့ရခိုင်ပြည်ရေပြင်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကငါးခိုးဖမ်းတဲ့လှေတွေထဲမှာ ငါဖန်သမားအသွင်ယူပြီးလိုက်ပါလာတဲ့အချမ်းဖတ်သမားတွေကအရခတတော် AA ရဲ့လုံခြုံရေးအဖွဲ့ဝင်တဦးနဲ့ကန်ဂျီဆောင်တပ်ဖွဲ့ဝင်တဦးတို့ကိုတတ်ဖြတ်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပိုင်နက်ထဲကိုထွက်ပြေးသွားတယ်လို့အရခတတော် AA ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီရခိုင်ပြည်နယ်ပိုင်နက်ထဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ9လခိုးဖမ်းတဲ့လေတွေဟာစုစုပေါင်းအစီး80လောက်အထိရှိခဲ့ပြီးအဲ့ဒီလေတွေဟာတရားမဝင်ကျူးကျော်ဝင်ရောက်ပြီးတော့9ခိုးဖမ်းခဲ့ကြတာဖြစ်တယ်လို့လည်းဆိုပါတယ်။အဲ့ဒီလို့ ရခိုင်ရေပိုင်နက်ထဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကငါးခုဖမ်းတဲ့လှေတွေကိုအခါတတော် AA ကအကြိမ်ကြိမ်ဖမ်းဆီးရမိခဲ့ပြီးနှစ်နိုင်ငံအပြန်အလှန်လေးစားမှုနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လည်လွှဲပြောင်းပေးခဲ့ပြီးမယ်အခုတစ်ခါမှာတော့အဲ့ဒီလိုငါးခုဖမ်းတဲ့လှေတွေတဲကငါးဖမ်းသမားအသွင်ယူပြီးအခါတတော် AA ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်2ဦးကိုအကြမ်းဖက်သမားတွေကတပ်ဖြတ်သွားမှုကြောင့် AA ကငါးခုဖမ်းတဲ့သူတွေကိုထိထိရောက်ရောက်အေးအေးယူတော့မယ်လို့အခါတတော် AA ကိုယ်တိုင်ကသတင်းထုတ်ပြန်လိုက်ပါတယ်ခင်ဗျ ုတစ်ခါဆက်ချင်တာကတော့ထိုင်းမြန်မာနယ်စပ်မှာခိုလုံနေကြတဲ့မြန်မာဒုက္ခသည်တွေကိုအခု2025ခုနှစ်အောက်တိုဘာလတရနေ့ကစပြီးထိုင်းနိုင်ငံအတွင်းဝင်ရောက်အလုလုကင်နိုင်ပြီလို့ထိုင်းပြည်ဒေသဝင်ကြီးဌာနကစက်တင်ဘာလ9ရက်နေ့ကပဲပြောကြားလိုက်ပါတယ်။ဒါကတော့ဒုက္ခသည်တွေနဲ့ဒုက္ခသည်အရေးလှူရှားသူတွေအဖွဲ့အစည်းတွေအပါအဝင်ကုလသမဂ္ဂရဲ့တိုက်တွန်းချက်အရထိုင်းနိုင်ငံကနေဒုက္ခသည်တွေအပေါ်မူဝါဒပြောင်းလဲလိုက်တာဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါဟာ ဆယ်စုနှစ်များစွာကြာအောင်မြန်မာနိုင်ငံကထွက်ပြေးလာကြတဲ့ဒုက္ခသည်တွေအပေါ်ထိုင်းအစိုးရအဖွဲ့ကပထမဦးဆုံးအကြိမ်ထိုင်းနိုင်ငံအတွင်းအလုတ်လုတ်ခွင့်ကိုခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့လည်းထိုင်းပြည်ဒဲရေးဝန်ကြီးဌာနရဲ့တာဝန်ရှိသူတွေကပြောထားပါသေးတယ်။လက်ရှိထိုင်းမြန်မာနယ်စပ်တလျှောက်ကမြန်မာဒုက္ခသည်တွေကိုအလုတ်လုတ်ကင်ခွင့်လက်မှတ်4200ဝန်းကျင်ထုတ်ပေးမှာဖြစ်တယ်လို့လည်းထိုင်းအစိုးရက ပြောထားပြီးဒါကိုကုလသမဂ္ဂဆိုင်ရာဒုက္ခသည်များမဟာမင်းကြီးရုပ် UNHCR ကလည်းကြိုဆိုတဲ့အကြောင်းထုတ်ပြန်ခဲ့ပါသေးတယ်။လက်ရှိမှာတော့ ုက္ခသည်တွေအနေနဲ့ထိုင်းနိုင်ငံအတွင်းမှာအလုံးလုံးနိုင်မှုအတွက်ထိုင်းနိုင်ငံရဲ့တက်ဆိုင်ရာနေမြေအုပ်ချုပ်ရေးယုံတွေကနေထောက်ခံစာတောင်းယူဖို့နဲ့ဂျမားကြီးစစ်စစ်ပြီးရွှေပြောင်းအလုသမားဂျမားကြီးအာမဂန်ချက်ပြုတ်လုရမှာဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိထိုင်းမှနေဆက်မဲဆောက်မြို့နယ်မှာတော့မြန်မာဒုက္ခသည်တွေနေထိုင်ရာဒုက္ခသည်စခန်း၉ခုရှိပြီး UNHCR ကရရှိထားသူတွေအပါအဝင်ဒုက္ခသည်စုစုပေါင်း၃သိန်းကျော်ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျ။ ကဲဒါကတော့ရအောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ